မင်္ဂလာပါဒီ comment လေးကိုကျွန်တော်ပြေးပါမယ်ဂါဘာ branding ကို6လလောက်ဆွဲတောက်တင့်သလားဆိုတဲ့မေးခွန်းပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဈေးတစ်မျိုးကိုဆွဲတောက်ဖို့တင့်သလားဆိုရင်တော့ဘာကြောင့်ကျွန်တော်တို့တောက်လဲပေါ့မူတည် ဒီဆေးကိုတောက်လို့မှကျွန်တော်တို့ရလာတဲ့အကျိုးအမြတ်ကကျွန်တော်တို့ဆိုးကျိုးတွေတဲ့နှိုင်းရှင်တဲ့အခါမှာပိုကောင်းတယ်ဆိုရင်တော့တောက်ပါတောက်လို့ရပါတယ်ပြဿနာမရှိပါဘူးအထူးသဖြင့်တော့ဂါဘာဘယ်တွေဆိုတော့ကျွန်တော်တို့အလွယ်ပြောရရင်အာရုံကျော်အကိုက်ခဲဆေးပေါ့နော်အာရုံကျော်နဲ့ပတ်သက်တဲ့အခြေအနေမျိုးတွေကျွန်တော်တို့စီးကျိုသမားတွေ diabetic neuropathy လို့ခေါ်တယ်ပေါ့နော် peripheral neuropathy ဆိုတာကစီးကျိုကြောင့်ခြေလက်တွေထုံကျင်ပြီးနာကျင်ဆူးတဲ့ပူတဲ့စသည်ဖြစ်ပေါ့နော်အဲလိုလက္ခဏာမျိုးတွေ အဲနောက်တစ်ခုကတော့ခါကျောညှက်တဲ့အခြေအနေမျိုးတွေပေါ့နော်ခါနာတဲ့အခြေအနေမျိုးတွေအဲ့လိုမျိုးတွေဆိုရင်ဆံဝင်တွေကညှို့လင်းရှိတယ်အာဘာလို့လဲဆိုတော့တော်ယုံကိုက်ကယ်ဆေးတွေလည်းမတိုးတော့တဲ့အခါမျိုးမှာဆိုရင်တို့ဒီဟာတွေဟိုတိုက်တဲ့သဘောရှိတယ်ပေါ့နော်အဲ့တော့ခုနကပြောတဲ့အခြေအနေတွေကလည်းလက်တလုံး တရက်နှစ်ရက်နဲ့ပြောင်းမယ့်အခြေအနေတွေမဟုတ်ဘူးရေရှည်တောက်ရတဲ့အခြေအနေမျိုးလို့ရေရှည်ဆွဲတောက်တာက OK တယ်ပေါ့နော်ဒါပေမဲ့တခုပဲကျွန်တော်တို့ရေရှည်တောက်မယ်ဆိုရင်တော့ကြောက်ကပ်ကိုတော့အမြဲတမ်း6လတစ်ခါလောက်စစ်ကြည့်ပေါ့နော်။ဘာကြောက်လဲဆိုတော့ကြောက်ကပ်ကဒီကာဗာပန်လေးကိုအဓိကအပြင်ပြန်ပြီးစစ်ထုတ်တာဆိုတော့ကြောက်ကပ်လေးကိုစစ်ကြည့်သေးခြင်းနဲ့ဆိုးရိုးနေနေတော့ထွေထူးရတော့ဖြစ်တာတော့မရှိဘူး။ဒါပေမဲ့လူကခေါင်းအုပ်နေပြီးတော့ခေါင်းမကြည့်မလင်ဖြစ်နေတာမျိုးဖြစ်တတ်တယ်။ အဲနောက်တစ်ခုကဆေးကိုကျွန်တော်တို့ကကြာကြာတောက်လာတဲ့အခါမှာပထမတော့တရားအားပေါ့နော်တောက်ရင်တောက်ရင်လည်းဒီဆေးကိုမတိုးတော့ဘဲနဲ့ဆေးကို dose ကိုတိုးတောက်ရတာမျိုးဖြစ်တတ်တယ်။တရား၂၀၀၃၀၀စသည်ဖြင့်ပေါ့နော်တက်ပြီးတော့တောက်လာရတာမျိုးတွေဖြစ်တတ်တယ်။အဲတော့နောက်လူကနည်းနည်းလေးဟောလာတဲ့မျိုးအဝါဝါလာပေါ့နော် body weight တက်လာတဲ့မျိုးလည်းဖြစ်နိုင်ရည်ရှိတယ်။အဲတော့ဒီဟာလေးတွေတော့ဖြစ်နိုင်တယ်။အဲတော့ကိုကတကယ်လို့ဒီဟာကိုဖျက်ချင်တယ်အများကြီးတောက်ပြီးတော့ဖျက်ချင်တယ်ဆိုရင်လည်းတိကျနေမဖျက်လိုက်ဘူးလို့လေ။ တိကနယ်ဖျက်လိုက်ရင်ဒီကဘာပဲနေကဘာဖြစ်တတ်လဲဆိုတော့ငကွာတက်တာနေပေမဲ့ဒီဟာကိုဖျက်လိုက်တာနဲ့ဒီအာုံကြောနာတာတွေကချက်ချင်းပြန်ဖြစ်လာတာမျိုးကြုံရတတ်တယ်။အဲတချို့တွေဆိုညာအေးမပြောတာလို့ anxiety ပေါ့နော်စိတ်ပူပန်တာလို့ဒါမျိုးတွေလည်းဒီလိုမျိုးဆေးကိုရုတ်တရက်ရက်လိုက်ရင်ဖြစ်နိုင်ခြေရှိပါဒါကြောင့်ကာဗာပင်ကိုရေရှည်တောက်မယ်ဆိုရင်တောက်သူ့ရဲ့ကောင်းကျိုးကပိုများတယ်ဆိုရင်တောက်လို့ရတယ်ခုနကဆူကျိုးလေးတွေတော့သတိထားဖို့လိုပါတယ်အကျိုးရှိလိမ့်မယ်လို့ပြောနေပါတယ်